အခြေခံစက်ယုံအလုတ်ယုံအလုတ်သမားတွေရဲ့အခြေခံလောက်ခလာကြဟောင်းတရက်ကိုအနည်းဆုံး12000 3ဒေါ်လာနဲ့အထက်ရရှိဖို့အလုတ်သမားတွေအနေနဲ့လိုရှိနေကြပါတယ်ဝေဝေတင်ပေးပို့ထားပါတယ်ရှင်ဒီရင်းကအခြေခံဆက်ယုံလုံယုံလုံသမားတွေရဲ့အခြေခံလောက်ခလာစာကတရက်ကို12000နဲ့အထက်အမေရိကန်ဒေါ်လာ3ဒေါ်လာနဲ့အထက်ရဖို့ကိုလုံသမားတွေအနေနဲ့လိုရှိနေကြပါတယ်အခြေခံလောက်ခလာစာက တရက်ကို6800ကျပ်သတ်မှတ်ထားပေမယ့်ပြည်ရင်းက brand အထည်ချုပ်စက်ရုံတချို့ကတော့ကျပ်9000ကနေ10000ကျပ်အထိပေးတာမျိုးတွေလည်းရှိနေပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့အခြေခံကုန်စည်နှုန်းတွေမြင့်တက်လာမှုကြောင့်အခြေခံလာစာကိုတရက်3ဒေါ်လာနဲ့အထက်ပေးဖို့တောင်းဆိုနေတဲ့အကြောင်းကို GDIG2 အထည်ချုပ်စက်ရုံကလို့တမတယောက်ကပြောပါတယ်။ မင်းတို့တို့ကလာလာဆိုတော့3ဒေါ်လာမပြေဘူးကောမပြေတဲ့ပုံမှာလဲဟိုကျွန်တော်တို့ကဖက်ဖက်ကနေပြေးပြီးတော့မှဒီမောင်လေးတို့ကိုစမကြတာပေါ့အကုန်လုံးကဒီတော့ဒီမောင်တို့ကကျွန်တော်တို့အလုပ်တမားလေးတွေကလုံးဝအဆင်မပြေဘူးပေါ့လေအော်ဒီမောင်တို့ကရသွားပြီဆိုရင်တော့မှအကုန်လုံးကဒီအခုလက်ရှိသေးတဲ့ပုံတက်လာဖို့ပဲရှိတာပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့ကဘလောက်ပဲလာတာဒီလိုပဲကိုတောင်းလာပြီဝန်ထမ်းတွေလာတော့တိုးလာပြီကုန်သွင်းတော့မငြိမ်ဘူးလာလာဆက်တာပို့ပြီးတော့တက်နေပြီးတော့ဝန်ထမ်းတွေကဘွား ဒုံညဒုံညမရှိဘူးမှာဘူးအဲ့တော့ကျွန်တော်တို့ဒီလက်ရှိသတ်မှတ်ထားတဲ့ပေါ့လောကလာတာပေါ်မှာမှဟိုကြောင်းနေပြောင်းပြီးကြတဲ့ဆယ်ဝန်နိုင်ဆယ်ဝန်နိုင်ညီပါမှာ3ဒေါ်လာနဲ့အဆက်အအဖာကြီးအနည်းဆုံးဖာကြီးမလို့သတ်မှတ်ဖို့ပြေဖို့လိုအပ်နေပြီလို့ကျွန်တော်နေမြောင်းနေတာကြဟုတ်လူသမားတွေကတရက်ကို1300အချိန်မိုကြီးတနာယီ3000နဲ့မိဘူခန့်ကြီးအိုင်ယွန်ဆက်ရှင်အတွက်6000စာရီတောင်းဆိုထားပြီး ။စေယုံဘက်ကတော့တရက်ကိုအခြေခံလုခလာစာ1500ပေးမှဖြစ်ကြောင်းနဲ့13000ပေးရမယ်ဆိုအချိန်ပိုမရှိကြောင်းပြန်လဲတုံ့ပြန်ပြောဆိုထားကြောင်းသိရပါဗျ။မြန်မာနယ်အိန္ဒိချင်းနိုင်ငံတစ်ခုဖြစ်တဲ့ထိုင်းနိုင်ငံမှာဆိုအခြေခံလုံးသမားတွေရဲ့တရက်လုံခလာစာကဘတ်382ဘတ်ကနေ380ထိရရှိနေတာဖြစ်ပြီးမြန်မာကျောင်းဝင်နေဆိုတရက်ကို15000ဒီဘတ်ရရှိနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလတရက်နေ့နောက်ပိုင်းမှာတော့ brand ထဲကျုံစက်ယုံလုံယုံတွေဘက်က အခြေခံလုခလာစာတွေတိုးမြင့်ပေးတာမျိုးရှိပေမယ့်ပြည်တွင်လူသုံးကုန်ပစ္စည်းစက်ရုံတွေကလွဲပြီး brand ထည့်ချုပ်စက်ရုံတိုင်းလို့လို့ရဲ့အခြေခံလုခလာစာဟာ3ဒေါ်လာနဲ့အထက်ကျပ်ငွေ12000ကအသင့်လျော်ဆုံးဖြစ်တယ်လို့တွေးစီညညတော်သမဂ္ဂများဖွဲ့ချုပ်မြန်မာ STUM ကတော်မျိုးမျိုးရေးကအကြံပြုပါတယ် ကိုးတောင်လို့တောင်လို့အဲ့လိုမျိုးပေးထားတဲ့စိတ်ယုံကြီးရှိတယ်။တောင်ရဲ့အထက်ဆိုတာကတော့ဒီနှစ်မေလရဲ့နောက်ပိုင်းမှာဒီလောက်ခလာတာတိုးမြင့်ပြီးခေါ်တဲ့စိတ်ယုံကြီးကတောင်၃တောင်လို့တောင်၄တောင်လို့တောင်၂တောင်လို့အဲ့လိုတိုးခေါ်တယ်။လက်ရှိဒေါ်လာသေးတဲ့ဆိုရင်တော့3ဒေါ်လာ3ဒေါ်လာနဲ့အထက်ပေါ့။နေသောလောက်ခလာတာကအားလုံးက3ဒေါ်လာကိုအောက်ခံထားပြီးတော့တောင်းရတာဆိုတော့အခုဒီတောင်းနှစ်ထောင်လို့တောင်းသုံးထောင်လို့ပါလေဒီအပေါ်မှာအခြေတည်ပြီးတော့ဖြစ်လာတာလို့ကျွန်မအနေနဲ့သုံးသက်တယ်ပြီးတော့လေ brand တွေဘက်ကတော့တောင်းနှစ်ထောင်လို့တောင်းသုံးထောင်လို့က ဒီနှုံးကတော့တို့ကသဘောထားချပြီးသွားပြီဖြစ်ရတယ်။ဘာလို့ဆိုတော့အရှိမချိန်ကြီးကတောင်း2000နဲ့ပြတ်သွားတယ်ဆိုတဲ့ခါကြတော့လေဒီအမောင်းကတော့တို့ဒီသဘောထားချပြီးသားလို့ပဲကျွန်တော်တော့နားလည်ထားတယ်ဆို။အော်တောင်း2000ကတော့ဖဲဖြစ်တယ်လို့ကျွန်မအနေနဲ့မြင်နေတယ်ဆို။စစ်ကောင်စီစမှုဝင်ကြီးဌာနရဲ့စင်းတွေရကားတော့နိုင်ငံတော်ဝန်မပုံတင်ထားတဲ့ပုဂ္ဂလိကစက်မှုလုပ်ငန်းပေါင်း48143ခုရှိနေပြီးအလို့သမားဦးရေစုစုပေါင်းတသန်းဒီပါရှိနေပါတယ် UK အခြေဆိုင်နိုင်ငံကအလို့သမားခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Business and Human Rights Resource Center BHRC ရဲ့အချက်အလက်တွေအရ2024ခုနှစ်အောက်တိုဘာလအထိအထည်ချုပ်လုပ်သားတွေရဲ့အလို့သမားခွင့်ရေးနဲ့လူခွင့်ရေးချိုးဖောက်ခံရတဲ့ဖြစ်စဉ်ပေါင်းက665ခုထိရှိလာနေပြီးထိခိုက်နစ်နာခဲ့ရတဲ့အလို့သမားတွေဟာနာမည်ကြီးကုန်ပစ္စည်းအမှတ်တရစိတ်တွေအပါအဝင်နိုင်ငံတကာဖက်ရှင်အမှတ်တရစိတ်နဲ့ က်လီယောင်ချသူအနည်းဆုံး189ခုအတွက်ထုတ်လုပ်နေတဲ့ထုတ်လုပ်ခဲ့တဲ့စက်ရုံပေါင်း304ခုမှလုံခြုံနေကြသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။ကျွန်မဝေပါ။